အင်းတော်မျိုးနိုင်မူရစေဝအန်တရဲ့တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောဝဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်အင်းတော်မျိုးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအပြည်ပြည်ဆိုင်ရာမူရစေဝလွှဲတော်မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ့်မှတ်အကျိုးမူရစေဝအန်တရဲ့တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောဝဲကိုယနေ့နေ့10နာရီကအမတ်တဲ့အခြေခံပညာမူလာတန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသိပညာပေးဟောပြောပွဲတွင်အမတ်တဲအခြေခံပညာမူလတန်းလွန်ကျောင်းရှိကျောင်းသားကျောင်းသူများအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ဦးစီးမှုဒေါ်လာလတွေကမူရစ်စေဝါအန်ဒီရဲ့ကျူတင်ကာကွယ်ရေးနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုများမူရစ်စေဝါတုံးဆွဲခြင်းဖြင့်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစုစုများကို၎င်းရုပ်တံကျွမ်းကျင်တုံးဒေါ်ခိုင်စင်ငိမ်းက beef တုံးဆွဲရခြင်းကြောင့်ရရှိလာသည့်ကောင်းကျိုးစုစုများကို၎င်း အငေရန်စရေဒေါ်စင်မာဦးကမူရစေဝတ်နှင့်ပတ်သက်သည့်ဆောင်ရန်ရှောင်ရန်များကို၎င်းအသီးသီးအသိပညာပေးဟောပြောခဲ့ပါသည်။ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျောင်းသားကျောင်းသူများအား နေလက်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီးစာကြည့်တိုက်တို့မလာရောက်နိုင်သည့်သူများအတွက်စာအုပ်စာဆောင်များလေ့လာဖတ်ရှုခွင့်ရရှိစေပြီး ခင်းကျင်းပြသထားသည့်မူရစေဝတ်အနေနဲ့ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှုများ နယံကစားဆောင်များမှတ်တမ်းဓာတ်ပုံများကို ပြသထားရာစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။